ထိုင်းမြန်မာနယ်စပ်မြန်မာနိုင်ငံဖျားသောစုမျိုးပဲမှသိဆောင်လာပြီးအခွန်လို secret များအားရချင်ပူရီပြည်နယ်အတွင်းထိုင်းရနာပဲများဖန်စီသိသိခဲ့ကြောင်းတနိုင်ငံဘက်မှလာတဲ့သတင်းများအရသိရပါသည်။ယမန်နေ့မတ်လ25ရက်နေ့ထိုင်းနိုင်ငံကချင်ပူရီပြည်နယ်ဖျားသောစုဒေသမှာဆန်ကလပူရီမျိုးရှိကားလန်းစုံနေရာမှာထိုင်းရနာပဲများမှမော်ဒယ်ရင်တစီအားစစ်ဆေးစဉ်အကောက်ခွန်မဲ့ secret များအားရှာဖွေတွေ့ရှိသိရမိခဲ့ခြင်းဖြစ်ပါသည်။ ထို့မတော်ရင်ပေါ်မှာအကောက်ခေါ်မဲ့နိုင်ငံသား secret 40ပါ secret 1000ထောင်းနဲ့ချာယိုတစိပ်ပါ secret ဘူး400လို့အားရှာဖွေတွေ့ရှိသိစီရမိခဲ့ခြင်းဖြစ်ကြောင်းထိုင်းသတင်းများရဲ့ဖော်ပြချက်များအရသိရပါသည်အရီဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းဥပဒေအားဖောက်ပြဲကျွလွန်သူအနေနဲ့ဒဏ်ငွေပေးဆောင်ရဝယ်ရှိကြောင်းလည်းထိုင်းသတင်းများကဆိုကြပါသည် ပြီးခဲ့တဲ့ဖေဖော်ဝါရီလ29ရက်နေ့ကလည်းထိုင်းနိုင်ငံကန်ချနဘူရီပြည်နယ်ဖျားသုံးစုဒေသမှစံခလဘူရီမြို့ကြားရှိနမ်ကိတ်ဖွဲ့စုံစမ်းစစ်ဆေးရေးဂိတ်မှာဒိုင်းယာနာပိုင်များမှမော်တော်ယာဉ်တစ်စီးအားစစ်ဆေးစဉ်အညိုရောင်ပါဆယ်ပုံ6ပုံတွင်တုံ့ဝက်သေးဆောင်လာတဲ့အကောက်ခွန်မဲ့ secret 1240ဘူးအားရှာဖွေတွေ့ရှိသိသိရမိခဲ့သေးကြောင်းသိရပါသည်။နိုင်ငံကမှအကုန်ပြည့်စည်များတရက်ငယ်အားဖြတ်တန်းပြီးရဲ့နောက်ဒိုင်းမြန်မာနေဆက်မြန်မာနိုင်ငံဖျားသုံးစုမျိုးတို့ပို့ဆောင်တင်ပို့မှုများရှိနေကြောင်းဒေတာတွေ ွင်းသတင်းများအရသိရပါသည်